င်္ဂလာပါခေတ္တဖတ်တွယ်မီဒီယာမှာသတင်းများကိုတင်ဆက်ပေးနေတာမို့ channel လေးကိုလည်း like and subscribe ပြုလုပ်ပေးခဲ့ပါအောင်ရှင် စစ်ကောင်စီရခိုင်ပြည်နယ်ကိုလက်လွတ်ရဖို့လက်တကမ်းပဲလိုတော့တဲ့ဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်၂၁နှစ်ဦးတော်လာရဲမှာမွန်စတာဖြစ်လာတာကအာရခတက်တော့အေးအေးဖြစ်ပြီးဒီနေ့ကုံမိုက်မှာတရုတ်အကြီးဆုံးစီမံကိန်းရှိတဲ့အကြီးဆုံးညဝရီရေတက်ဌာနချုပ်ရှိပြီးတင်ရခံလာတဲ့ချပြူမျိုးကိုတင်ပိုက်ဖို့အခြေအနေကောင်းနေပါတယ် အနာဒင်းစတဲ့ကကြီးရည်လေးပပဆောင်အင်အားသုံးအပြည့်အစုံနဲ့တိုက်ခိုက်နေတဲ့အပြင်အင်အားကြီးနိုင်ငံအချို့ရဲ့ထောက်ပံ့မှုနဲ့အစင်းမြင့်ဒုံးတွေမစ်ဆဲတွေအပြင်ဟောင်ဝင်းစာအများကြီးတွေနဲ့ပါအပြင်းအထန်တိုက်ခိုက်ပေးမယ်အကြအဆုံးများနေပါတဲ့အေးတင်ယူထားတဲ့ကြားဖြူမျိုးပတ်ဝန်းကျင်ကျင်းရွာတွေကိုအမှတ်32ရဲတပ်ရဲမှစစ်အင်အားဖြည့်ပြီးထိုးစစ်ဆင်ပေးမယ်ထိခိုက်ဒေဆမှုများလုံး32ရဲတပ်ရဲမှဝင်ပြရတဲ့အထိပါပဲ အင်အေကိုထိုးစစ်ဆင်နေတဲ့စစ်ကြောင်းသုံးကြောင်းမှာနှစ်ကြောင်းပြတ်ပြီးတက်ကူအေယာဖြစ်မလောက်ပင်ရက်တန်ရတဲ့အထီးအတော်အထီးနာနေပါတယ်။အော်တိုဘာလကုန်ပိုင်းနိုဝင်ဘာအစအေအေကစစ်ကောင်စီထိုးစစ်ကိုတုံ့ပြန်ရုံနဲ့မရောရဲတော့ပင်ကြားဖြူမျိုးရဲ့အမကန်တိုက်ခိုက်ရေးတရင်ဖြစ်တဲ့အမတ်32ရက်တရင်ကိုကောင်တာအထွက်လုံလာတယ်။ရှင်နဲ့တဲ့တဘာဝတန်ွေပိုင်းလိုင်းတွင်အကာအကွယ်နဲ့စစ်ကောင်စီခုခံနေပေမယ့်အေအေစနစ်တကျတက်ကွင်းသွင်းပြီးတိုက်မယ်ဆိုရင်မရစရာမရှိပါဘူး။ ပလောဝါရဲ့အကြီးဆုံးတရုံအိုင်နှင်းနှုံးမှုပြူဟာတိုက်ပွဲကြောက်တော်တိုက်ပွဲနဲ့မောင်တော်နခခငါတိုက်ပွဲတွေမှာအေးရဲ့အပြာများဆုံးတိုက်ပွဲတွေမှာခံခဲ့ရတဲ့ဖြူဟာမှုတမမှုစကခမှုတွေအတိဆုံးပဲစစ်မြေပြင်မှာတကယ်တမ်းကွန်မန်ဒါလုံရတဲ့ဘုံမှုကြောင့်အစင်တွေဘုံမှုကြီးအစင်တွေဆယ်ယောက်ထက်မနည်းအဖမ်းခံရသူရောရှုဝဆင်ရသူနဲ့ထွက်ပြေးလွတ်မြောက်သူတွေနဲ့ရခိုင်မြေဟာစစ်ကောင်စီအဖို့တင်းမင်းတမန်တော်ရလက်မှာပဲ 2024ခုနှစ်ဖေဖော်ဝါရီလ9ရက်ကျောက်တော်မျိုးရင်းတပ်ပွဲမှာကျောက်တော်ကနေစစ်တွင်မျိုးကိုစနစ်မောတွင်နေကလန်ဒန်မြေချောင်းအတိုင်းထွက်ပြေးစမှာဇေယူဖောက်ခံရသူကပုံမှုကျော်စော်မင်းထွန်မှာအေအဖန်ခံရတဲ့ပထမဆုံးစကားမရဲ့ကွန်မန်ဒါဖြစ်ပြီးစကားကမှုတမမှုအစင်တွေဖြစ်တဲ့ပုံမှုကြီးပုံမှုကျော်အစင်တွေစက်တန့်ဆိုသလိုဖန်စီခုခံရင်ရှင်ဖြစ်တဲ့ညောင်မျိုးရင်းတပ်ပွဲမှာတမ7တမမှုပုံမှုကြီးမင်းမင်းထွန်ဖြင်းခံရပြီးရောယူဝါစင်နေ ပလောမမျိုးရင်းနိုင်ပွဲမှာဗိုလ်မှူးချုပ်စင်မျိုးစွေထွက်ပြေးရင်းနဲ့ကြောင်ဆောင်သွားပြီးရောယူဝါစင်နာလာထွက်ပြေးလွတ်မြောက်သွားတာလားမသိဘူး။နောင်မှုပြူဟာမူဒုဗိုလ်မှူးကြီးပညာပိုင်ဆိုကိုရှင်းပြလိုက်တဲ့ဗိုလ်ရီတောင်စကကစငန်းစကကမူဗိုလ်မှူးချုပ်ဒုရင်ထုံကုံမောင်နှောတိုင်ပွဲမှာဖန်ခံရပြီးအကြလွန်ပြီးအရေးပေါ်စိတ်ကူတန်းစစ်ရဆွေးကအနေနဲ့ပေါ်ထုတ်ဖို့ဖန်ထားပါတယ်။၂၀၂၄ခုနှစ်ဒီဇင်ဘာလ၂၀ရက် နဘာကဆက်ဌာနချုပ်အမျိုးရင်းတိုက်ပွဲမှာအင်အားထန်တူထောက်ခဲ့တာဒုတိယတိုင်မှုပုံမှုချုပ်တောင်းထုံနေတိုင်းစုဦးစီးချုပ်ပုံမှုချုပ်ကြကြတန်းတို့ဖြစ်ပါတယ်ရွှေငွေတွေယူပြီးထွက်ပြေးတဲ့တမနှင်းနဲ့တမမှုပုံမှုကြီးအောင်နေမျိုးပဇွန်ကန်နာမှာခေါ်နေစဉ်အေအေတသားတွေအေအေတသားတွေနဲ့တွေ့ပြီးခုခံလို့ဆင်ပြလိုက်တယ်ခွားမျိုးရင်းတိုက်ပွဲမှာတမဆက်တဲ့တမမှုပုံမှုကြီးတန်းစိုးဝင်မစီကြိုက်သွားတယ်အေအေရဲ့စနစ်ကြပြီးဖြူဟာကောင်းတဲ့အပြင် အမဲ့ချွေစနစ်နဲ့ ထားကြောက်တဲ့တူကွင်သွင်းပြီးစနိုက်ပါတွေနဲ့ဝီစင်ဆွေတာဇင်မျိုးဆွေတီလိုဖနောက်နဲ့တင်မှာတတတဲ့ကြအောင်ပြေတော့လမ်းမှာခိန်းလာလားလොမြောက်သွားတာလားမသိအခုချိန်ထိတင်မရဘူးအင်းအင်းလာပေါင်းများစွာပါဝင်ထားတဲ့စစ်တွေမျိုးမှာလက်နက်ကြီးချမ်းနဲ့ပြည်နေတဲ့စက်ကောင်စီကတိုက်ဖို့အင်းအင်းစစ်စင်မြင်လာတဲ့နှစ်ဖက်အပြန်လက်လက်နက်ကြီးနဲ့အခက်ဆင်းရင်စစ်ကောင်စီရဲ့လူသားတိုင်းတွေမိုင်းကွင်းတွေနဲ့တက်ကွင်းတွေအထက်ထက်ပိတ်ထားတဲ့ဒင်းကြားစုံကိုဖောက်ဝင်ဖို့အေးအေးနီးလန်းစာနေတဲ့ နယ်မြေကျွမ်းပြီးပရိယေကောင်းလာတဲ့အေးအေးအနေနဲ့မြို့မနာစေဘဲနဲ့စစ်တွေမျိုးကိုတင်မှုကမဖြစ်နိုင်ဘူးစစ်တွေမျိုးပြင်ဒေသတွေကိုအေးအေးစိတ်မဝင်နိုင်အောင်ကျင်းရွာတွေကိုမိဆိုဖြစ်စဉ်ကျင်းရွာသားတွေကိုမျိုးရင်းထပ်ပြီးတစားကန်လုံးအထက်ထပ်ပိတ်ဆို့ထားတာကြောင့်ပိတ်ဆို့ပြီးစစ်ဆက်ဖြတ်ဖို့ကစားဖြူကိုတင်ပြီးမာတာဥလင်နိုင်လိမ့်မယ်စားဖြူနဲ့စစ်တွေကတရုတ်စီမံကိန်းအိန္ဒိယရဲ့ကလေတန်မြို့ဝန်စီမံကိန်းတွေကြောင့်ဆန်ဆက်တင်များပြီးဖိဖက်ကြီးတော့အတော်တတိထားရပြီ နိုင်ငံရေးနဲ့စီးရင်မှာဗီလန်အခြေအနေရတဲ့စောမြရစာလင်းရဲ့ AMP ကစစ်တွေမှာအကြမ်းမဲ့စစ်ကောင်စီနဲ့အတူ AA ကိုတိုက်ခိုက်ဖို့ပြင်နေတဲ့2023ခုနှစ်မှာအင်အား200တောင်မရှိတဲ့ AMP စစ်တွေမျိုးကအလုံးမရှိတဲ့လူငယ်လူရွယ်တွေစစ်ဘေးဆောင်တွေကိုတင်းတွင်ပြီးစစ်တင်နှံပေးလာတာအခုဆိုရင်အင်အား600ကျော်ရှိလာပြီးစစ်ကောင်စီနဲ့အတူ AA ကိုတိုက်ခိုက်သွားမယ်လို့စစ်တပ်နောင်မီဆွဲ AMP ကထုတ်ပြန်လာပါတယ်စစ်တွေတိုက်ဖို့ဖြစ်လာတာနဲ့ AMP အဖွဲ့ကပြေးဖို့တာဆိုပြတာပါ ဆောင်းမြရာစာလင်းကသူ့ယောက်ျားစီနဲ့ဘင်္ဂလားဒေ့ဘက်ကိုပြေးဖို့ချိန်ပြီးသားပဲကျွန်တော်ရဲ့အမြင်သုံးသပ်ချက်အရဆိုရင်အာရခတ်တတော်အင်းချဖြူနဲ့စစ်တွေမှာဒီဇင်ဘာလမှာအပိသက်ထိုးစစ်စစ်မဲ့ဗတဲဝါဖြစ်လာလိမ့်မယ်အေအေကစက်ခိုင်နဲ့ထိစက်တဲ့မကွေးတိုင်းပဲခူးတိုင်းနဲ့အင်းယာဝတီတိုင်းနယ်စပ်ဝင်ပေါက်ကနေမဟာမိတ်ပီရီယက်တွေနဲ့စစ်မျက်နှာဆုံထိုးနေတဲ့အပြင်ကမဆာဆက်ယုံတွေကိုပါချင်းချောက်လာနိုင်တဲ့အထိပဲအမ်ဘရန်တိုက်ပွဲတောင်ကုန်းပတောင်းတိုက်ပွဲအပြင် လေးမျက်နှာရေးကြီးအထိပါခြေစံနေ အေအတန်ကြာတာနဲ့စိုက်ကမတက်မမှုတွင်စစ်သားတွင်မျက်နှာတွေ့ဆုံဖြူရတဲ့အထိကြာထူးတုံရတဲ့ရခိုင်ပြည်တောင်ပိုင်းမြို့တွေဖြစ်တဲ့ကြာဖြူနဲ့စစ်တွေကိုစစ်ရဲအစိမ်းမြင့်တင်နေတဲ့အချိန်ရခိုင်ပြည်မြောက်ပိုင်းနေဆက်မှာမူဆလင်အကြမ်းဖက်အဖွဲ့တွေဖြစ်တဲ့ ARSA, RSO, AIA တို့ကလည်းဘင်္ဂလားဒေ့ကိုကြောထားနောက်ခံပြုပြီးအေအေတင်ထားတဲ့မြို့တွေကိုအလစ်ချောင်းတိုက်ခိုက်တဲ့ရခိုင်ကျေးရွာသားတွေကိုဖမ်းဆီးတပ်ဖြတ်တဲ့အပြင်ရွာကိုမိရှို့ဖျက်ဆီးတဲ့ AA က ARSA ကိုလှိုင်းပြင်းရင်ဘင်္ဂလားဒေ့နယ်ခြားဆောင်တပ်ဖွဲ့ PGP က ULAA ကိုအပုတ်ချတဲ့ ULAA ကလည်း PGP က AISA ကိုလက်တံမွေးထားတယ်ဆိုတဲ့ hack evidence တွေနဲ့စာထုတ်ပြန်တာ PGP တွေဆက်ဆက်ခါနာတယ်တကယ်တမ်း PGP အရာရှိအချို့ AISA ကိုမွေးထားတာအမှန်ပဲ AISA ရဲ့နောက်ွယ်ကမြန်မာစစ်တပ်ဖြစ်နေတာကိုဖုံးကွယ်ထားလို့မရဘူးဘောကျော်ထုံးမြန်နိုင်ပြောတာပဲကြည်လင် AA ကို ကောင်နာပိလန့်လုံဖို့မြမစတက်ကအစာကိုဖန်နှီးခဲ့တဲ့ဆိုရင်အချက်အလက်ကိုပြန်ပြီးတွေ့လာခဲ့တယ်။ဒီဟာတွေကသူတို့ဖန်နှီးပြီးတော့မှဒွားဆတ်စုကြည်အစိုးရဖြစ်လာတဲ့အချိန်မှာအစိုးရကိုအတုံးချမဲ့အစီအစဉ်တစ်ခုမကောင်းမကျန်စရာတစ်ခုကိုဖန်နှီးခဲ့တယ်။ဗိုလ်ချုပ်ထွန်းမြတ်နိုင်စကားကိုထပ်ဖြေပြောပါမယ်။2016ကိုဖီယာနန်စုံစမ်းစစ်ဆေးရေးမှဝင်ခဲ့မှာမောင်နှောပြည်သူလွှတ်တော်ကိုယ်စားလှယ်ဟောင်းစက်ခိုင်ရေးအမှတ်ဖြစ်တဲ့ အောင်ဆောင်ဝင်းခေါ်စော်ကီအာမတ်က AISA ကိုငွေကြေးလက်နက်တွေစောင်းဝင်းနေရေးကအစားထောက်ပံ့ပေးနေတာကိုတွေ့ရှိခဲ့ရတယ်။ဆိုင်ကွန်စထရက်ရှင်လုပ်ငန်းရှင်အောင်ဆောင်ဝင်းကဗိုလ်ချုပ်မှုကြီးတန်းဆွေရဲ့ PSO ပို့ချိုးစိုးစိမ်နဲ့ဒါကိုလုံဆောင်ခဲ့တာဖြစ်လို့2016မှာဖော်ဝန်းထုတ်ပြီး2019ခုနှစ်မှာတရားခံပြီးအဖြစ်ကြေညာခဲ့တယ်။ညမြင့်သွင်းရင်းနဲ့ပုတ်တင်ဦးပေါ်လာတဲ့စစ်ကောင်စီရဲ့အခြေအနေကရခိုင်ပြည်နယ်မှာတရော်ကြီးခိုင်းတဲ့အဆင်ဖြစ်လာပြီးဒါကနေတဆင်ပြီးတဆင်ပြိုကျလာမှမြင်ရောက်နေမိပါတယ်။